မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးရွေးကောက်ပွဲအတူငင်းချမ်းရေးအတူခေါင်းဆောင်အတူဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် မေအောင်လိုင်းသည်အာနာသိမ့်ခဲမှုနှင့်အတူစစ်ပွဲများစီးပွားရေးကြဆင်းလာမှုမတိမငြိမ်ဖြစ်လာမှုများလင်းနစ်ကျော်ကြလာတော်လေမိသည့်နေပဲတွင်မှထိုးတက်မှုရိပ်ရာမပြနိုင်ခဲ့သို့တော်ညာလေးဆရာသမားဖြစ်ခဲ့သူဘိုးတန်းရွှေထုံးနှလုံးမူက၎င်း၏အဖွဲ့ကိုနိုင်ငံတော်လုံခြုံရေးနှင့်ငင်းချင်းကော်မရှင်ဟုနာမည်ပြောင်းစိတ်ချရသည့်အငယ်တန်းဘိုးချုပ်များကိုအနာဝန်ရန်စေပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာတဲ့ခိုင်မာအောင်အင်္ဂရီလောင်းလာခဲ့ပါသည် မေအောင်လိုက်သည်မြည်သည့်ပြဿနာကိုများမဖြေရှင်းနိုင်ခဲ့တော့လဲနိုင်ငံတကာကိုလှေစားနိုင်ရန်နှင့်၎င်းတို့၏တမချန်းစာဖြစ်သော2008ဆောက်စင်းကြီးဆေးရအတိုင်းအေးပေါ်အခြေအနေကိုရှုပ်သိမ်းပေးလိုက်ရပါတယ်သို့တော်ပြည်သူများအတွက်ကတော့အခြေအနေများပို၍ဆိုးဝါးလာခဲ့ပါတယ် ထုံနောင်နှစ်ဘက်ကျော်ဩဂုတ်လ18ရက်နေ့မှာတော့၎င်း၏ထားရနေဆေးရသွားရွေးကော်မှမြို့နယ်330နဲ့294မြို့နယ်နှစ်တုပ်ခွဲ၍ရွေးကောက်ဝယ်လုပ်သွားမည်ဟုကြေညာလာခဲ့ပါတယ်။တခါလုံးလည်းမြို့နယ်တရာနှစ်မြို့မြို့နယ်တရာနှုံမြို့ဖြစ်ပါတယ်။မင်းအောင်လိုက်သည့်ခြေနေမှန်ကို သုံးသပ်နိုင်စွမ်းမရှိတော့မဟုတ် မရှိရတော့မဟုတ်လက်ရှိပြဿနာများကိုမြည်သွမြမဖြစ်ရှင်းနိုင်မဲဆက်၍မျက်နှာပြောင်တိုက်နေ၍မရတော့ဘဲတရုတ်အားမျက်နှာချိုးသိနိုင်ရန်နှင့်ပြည်ရင်းရှိမခြေမနက်ဖြစ်လာသူများတခုခုဖြစ်လာလို့အတိမတ်ပြုခံရလို့မလုံးပေးနိုင်ရန်ရွေးကောက်ပွဲလှုပ်ဆက်ကိုဆင်လာခြင်းပင်ဖြစ်ပါသည်၎င်း၏ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်ရလေဒီမိုကရေစီလမ်းကြောင်းမှသွေးဖီလာနေသောအိန္ဒိယမှလွေ၍ကမ္ဘာပေါ်ရှိမြေတီဒီမိုကရေစီနိုင်ငံကများအတိမတ်မပြုဘဲဝိုင်းဝန်းရှုတ်ချလာကြပါသည်မြန်အောင်လိုက်သည်ထွက်ပေါ်လာမည့်ရွေးကောက်ပွဲကို ၎င်းအတွက်စိတ်ချရစေရန်နှင့်ခင်းထားသောဇညွန်တိုင်းဆက်၍ကပြကြရန်စေဘမဘူချုပ်ကြီးတို့ဒုဘူချုပ်ကြီး6ဦးအပါအဝင်အရာရှိရာခံ489ဦးက၎င်းတို့၏လက်ဆွဲစံဖို့ပါတီတို့ကိုယ်စနေလောင်းပြည့်ထည့်သွင်းလိုက်ပြန်ပါသည် 2015တွင်တမရဦးသိန်းစိန်လက်ထက်လက်မဲ့ရေးထိုးထားပြီးယခုအခါပြလိုက်တဲ့ထည့်၍ထားရသောခိုင်ခန့်နေတော်လဲအနှစ်သာရမနေပြီးဖြစ်နေသောနိုင်ငံလုံးဆိုင်ရာပြည်ခက်ရေးဆိုင်စာချုပ်ကိုလည်းဆယ်နှစ်မြောက်ဆိုကအပြင်သို့ထုတ်ပြလာပါတယ်။အခွင့်အရေးချောင်းနေသူများမှာပါရခိုင်လက်မဲ့ရေးထိုးထားသူအများစုကလက်မခံကြတော့ပြီးတရုတ်တီလည်းမြန်မာပြည်ရင်းစစ်မြေမြပြက်ပြက်တတအနိုင်မရစေရန်အီရန်အီရန်စစ်တွေအမေရိကန်တို့လုပ်ခဲ့သလို နယ်လန်းသွားပုံစံဖြင့်ချင်ကန်နေပါတယ်။ဒို့မှလည်း၎င်းတို့၏အကြိုနှင့်တရုတ်တို့လုပ်ချင်နေသည့်ယူနန်မှာ အန်ဒမန်ပင်လယ်ကိုထွက်ပေါက်ရစေမယ့်လမ်းမကြီးကိုဆက်လုသွားနိုင်ပြီဖြစ်ပါတယ်။လက်ရှိတွင်၎င်းတို့မီးစိမ်းပြခဲ့မှုကြောင့်စတင်လာသောတစ်တုံညာနစ်ကွန်စစ်စင်ရည်သည်မကြုံစဘူးအောင်မြင်သွားခဲ့သည့်အတွက်ရခိုင်အနေထားတိုင်ပြန်ရောက်စေရန်လုံပန်းလာနေပါတယ်။ရင်းနှီးသူပြည်သူတို့၏ဒေါ်လာရည်သည်လည်းအရေးကြီးသောလမ်းစုံလမ်းကွာသို့ရောက်လာခဲ့ရပါတယ်။စေယုတ်စု၏တပန်ကောင်းပြန်ထောင်လာမှုနှင့်တရုတ်၏ဂမူးရှုတို့ဆွတ်ဖက်လာမှုများကိုတံပြန်နိုင်ရန်စီလုံးညီညွတ်မှုတိစောက်ပေးနိုင်မည်ကောင်းဆောင်မျိုးကိုအပူတပြင်းတောင်းတလာကြပါတယ်။စေယုတ် ်စုသည်အချင်းပြတ်ခြားစားမှုများစိတ်သက်ကြဆင်းလာမှုများအခြားအကွဲပြဲများကြောင့်မျောလင့်ထားသလိုပြိုလဲမသွား၍၎င်းတို့အားရင်ဆိုင်နိုင်ရန်ရခင်လိုဆက်နေသွား၍မဖြစ်တော့အာနာရှင်လောက်မှအပြီးပိုင်လွတ်မြောက်နိုင်၍တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးအတွက်မိမိတို့ဘက်မှတကြီးတလုံးနဲ့ရည်တည်သွားမှသွေးစည်းကြမှဖြစ်တော်မည်ဆိုသည်ကိုသိမြင်လာကြပြီဖြစ်ပါသည်။ဤသည်ကိုအကောင့်ထိပ်ဖို့ရန် NUG နှင့် EAO များတွင်တာဝန်ရှိလာပါသည်။လက်ရှိတွင်တော့အင်အားကြီးသော EAO များကညီညွတ်ဖို့လိုသည်ဟုပြောနေသည့်အဆင့်မှသာရှိနေပါ ါသေးတဲ့ EAO များသည်တရုတ်ဤဖိအားပေးတောင်းဆိုမှုများလက်ရောမြည်ဆိုကစေယုစုကောင်းထောင်လာအောင်လုပ်ပေးသည့်နှင့်အတူတူဖြစ်ပေလိမ့်မည်စေယုစုသည်ပြည်သူများအတွေးစိတ်တဲ့ခွန်အားများကြဆန်းလာပြီးအာမတန်မန်လျှော့လာရန်ရရဆက်ဆက်အကြမ်းဖက်ကဖက်ပေါင်းစုံချက်တဲလောင်ရည်ရွယ်လှုံ့ဆောင်နေခြင်းဖြစ်ပါသည် PDF များလည်းရန်မုံငွေရရှိနေမှုညှော့နေလာနေပြီဖြစ်ပါသည် တဖက်တွင်ပြည်သူများယုံကြည်အားကိုးလောက်သည့်စီကံတကြနှင့်ညီညွတ်သောတပ်ပေါင်းစုကြီးထွက်ပေါ်လာဖို့လိုအပ်သလိုတဖက်တွင် NUG အနေဖြင့်ပြည်ချင်းနှင့်ဝါရှင်တန်အားထွန်းထွန်းတိုက်တိုက်ဆက်ဆံသွားဖို့လိုပါသည်ထို့သောတပ်ပေါင်းစုကြီးထွက်ပေါ်လာပါကတရုတ်မှဆေးဥစုထက်စာလျင်ပို၍အားကိုးနိုင်သူများဖြင့်ရှုမြင်လာနိုင်ပြီးအမေရိကန်နှင့်လည်းအွန်လိုင်းရာဇဝတ်မှုများမူရင်းစေဝါကဲ့သို့၎င်းတို့လုံခြုံရေးကိုထိခိုက်နိုင်သည့်ပြဿနာများကိုဆွေးနွေးနိုင်မည်ဖြစ်ပါသည်ဒုဗိုလ်ချုပ်ကြီးကွမ်မော်နှင့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နှုတ်ဦးစလုံးကညီညွတ်ကြဖို့လိုပါသည်စကားရ ာနဲ့မဟုတ်ဘဲအလုံးနဲ့တက်တည်ပြဖို့လိုသည်ဟုပြောခဲ့ကြပါတယ်ထို့သော၎င်းတို့နှုတ်စလုံးက NUG ကိုကြီးအပြစ်မဖွဲ NUG ကိုကြီးအပြစ်ဖို့ရမြာပဲအတိတ်ကတရားတန်ချက်များနဲ့မယုံကြည်မှုများကြောင့်လည်းဖြစ်သည်ဟုပြောခဲ့ကြပါတယ် ညညမသာတော်လိုင်းရေးပေါ်နိုင်ငံတကာကတလေးတစားသဘောထားလာကြမည်ဖြစ်ပြီးမိမိနိုင်ငံအားလည်းကိုကျိုးရှာပြည်ပနိုင်ငံများ၏စေစားကြိုးကင်လာမှုမှရုံထွက်လာနိုင်မည်ဖြစ်ပါသည်။ NUG နှင့် EAO များစုပေါင်းကောင်းဆောင်မှုဖြင့်တော်လိုင်းရေးကောင်စီကိုဖွဲ့စည်းကြရတော်မည်ဖြစ်ပါသည်။ဤသည်ကလည်းလွတ်လပ်ခွင့်နှင့်တရားမျှတမှုရရှိရေးခရီးရှည်ကြီးချစ်တဲ့နေရာဆဲဖြစ်သည့်မြန်မာပြည်သူများ၏အတောင်းတဆုံးဆန္ဒလည်းဖြစ်ပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့တစင်ရွေးကောက်ပွဲဝင်ကြမယ်။ကျန်းဖို့မှတစင်ရွေးကောက်ပွဲဝင်ကြမယ်။ညိုစောအောင်လင်းတွင်မြထုံတင်အောင်ဆန်းပါဝင်အစိုးရဖွဲ့ရာလူယူထားသူများလက်ရှိတာဝန်များမှအနားမယူဘဲမဲဆွေစီယုံရွေးကောက်ပွဲဝင်ကြမည်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ကျန်းဖုံမှာတစင်ရွေးကောက်ပွဲဝင်ကြမည်ညိုစောအောင်လင်းတွင်မြောက်ထုံးတင်းအောင်ဆန်းအပါဝင်ပြည်ထောင်စုနှင့်ပြည်နယ်တိုင်းအစိုးရအဖွဲ့များတွင်ရာလူရာယူထားသူများမှလက်ရှိတာဝန်များမှအနာမယူပဲမဲဆွေစီုံရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်းကျန်းခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါရယ်မင်းအောင်လိုင်းစေခိုင်းချက်အရစစ်ကော်မရှင်မှစစ်တပ်နှင့်ရဲဘက်အရာရှိများဖြစ်ကြသောညိုစောအောင်လင်းတွင်မြောက်ထုံးဝင်းကြီးတင်းအောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်း OTS 66ဒုဗိုလ်ချုပ်ကြီးဟောင်းဒေသကျော်ဒုဗိုလ်ချုပ်ကြီးဟောင်းသ တ်ပုံဒုဘုံချုပ်ကြီးအောင်ဖုံးမြဲဒုဘုံချုပ်ကြီးအောင်လင်းအောင်ဒုဘုံချုပ်ကြီးအောင်စိုးတက်နိုင်တို့အပါအဝင်ဝင်ကြီးများဒုဝင်ကြီးများပြည်내တိုင်းဝင်ကြီးချုပ်များကပြည်သူ့လွှတ်တော်မျိုးသားလွှတ်တော်နဲ့ပြည်내တိုင်းလွှတ်တော်တို့ကကြံ့ဖို့ပါတီကိုစားပြုပောင်ဝင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းထို့သောရှင်ပြိုင်ရာတွင်အရက်ဘက်ယာရုတောင်ဝန်များမှအနာယူခြင်းမရှိဘဲရွှေကောက်ပွဲမဲဆွဲစီုံရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည် ပြည်ထောင်စုအစိုးရနဲ့ပြည်내တိုင်းဒေသကြီးအစိုးရတွေမှာလက်ရှိတာဝန်ယူထားတဲ့သူတွေကယာရုတာဝန်တွေမှာပဲဆက်လက်တာဝန်ထမ်းဆောင်ရင်းမဲ့မဲဆွဲစည်းရုံးရွေးကောက်ပွဲဝင်ကြမယ်လို့ပါတီရဲ့အောင်နိုင်ရေးအစည်းအဝေးတွေမှာအသိပေးလာပြီးအဲဒါကြောင့်အစိုးရအဖွဲ့တာဝန်တွေနဲ့မအားမလဲဖြစ်နေတဲ့ကိုယ်စားလှယ်လောင်းတွေအတွက်သက်ဆိုင်ရာမြို့နယ်ခရိုင်မှာရှိတဲ့ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့တာဝန်ရှိသူတွေကအောင်နိုင်ရေးကိုပို့ပြီးအားစိတ်ကြိုးပမ်းကြဖို့အသိပေးတိုက်တွန်းနေဆိုပြီးပါတီဝင်တွေကလမ်းညွှန်ပါတယ်အောင်နိုင်ရေးအတွက်အခြေခံရည်ချေကစပြီး မြို့နေ KI အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ဖို့စလဲထွက်ပါ रे ဟုကျန်းခိုင်ရေးပါတီတရင်ချင်းမြက်ကဆိုပါ रे အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ရရှိချုပ်အောင်လင်းတွင်နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနှင့် PR တွင်ရှင်းပြိုင်မည်ဖြစ်ပြီးဝင်ကြီးချုပ်တာဝန်ယူထားတဲ့ညိုစောကကိုကိုကျွန်ပြည်သူလွှတ်တော်မဲဆန္ဒနှင့်တွင်၎င်း ဆက်သွယ်ရေးနဲ့ပို့ဆောင်ရေးဝန်ကြီးတာဝန်ကိုယူထားတဲ့မြောက်ထုံးကပြည်ဦးလွေမျိုးနဲ့ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာ၎င်းတမရယုံဝန်ကြီးတာဝန်ယူထားတဲ့တင်အောင်ဆန်းကအော်တရာတီရီမျိုးနဲ့အော်တရာတီရီမျိုးနယ်မှာ၎င်းပြည်ချိုင်းဝန်ကြီးမမအောင်က တက်ကုန်းမျိုးနယ်မဲဆန္ဒနယ်တို့မှအသီးသီးရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်ထို့ပြင်ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးစိန်ဝင်းကပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက်ပဲခူးမျိုးမဲဆန္ဒနယ်မှ၎င်းကချင်ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်ဝင်ကြီးချုပ်ခက်ထိန်နန်ကကချင်ပြည်နယ်လွှတ်တော်အတွက်မြင့်ကြီးနာမျိုးမဲဆန္ဒနယ်မှ၎င်းအခြားသောပြည်နယ်တိုင်းဝင်ကြီးများမှလည်းလက်ရှိရှိတဲ့ရာရုတောင်ဝန်များဖြင့်ပင်မဲဆန္ဒနယ်တည်တည်မှရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။ကျန်းဖို့ပါတီမှတဆင်အရက်ပန်းနဲ့စစ်ပန်းမှအရာရှိကြီးများမှမဲဆွေစည်းုံရီအတွက်ကိုပိုင်လုံးချုံရီအဖွဲ့ကိုပိုင်မဲဆွေစည်းုံရီအဖွဲ့ကိုပိုင်ရုံးအဖွဲ့များဖြင့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်